ပရီးမီးယားလိဂ် all time top goal scorer စရင်ရဲ့ top 5နေရာမှာအဂွေရိုနဲ့တူတူရပ်တည်နေတာကဆာလတ်ဆာလတ်ကတည်းကဒီ twin goal တွေကအဂွေရိုရဲ့184 goal ကိုမှီသွားခဲ့ပြီဒါကနိုင်ငံခြားသားကစားသမားတွေထဲမှာဆိုလို့ရှိရင်အများဆုံးသောပမာဏဒီရဒီမှာဆိုလို့ရှိရင်မိုဟာမက်ဆာလတ်က goal involvement အားလုံးပေါင်း40နဲ့မှ4ချိန်ရှိတယ် twin goal 20နဲ့မှ9 goal assist 18ချိန်ရှိတယ်ဆိုတော့ဒါတွေထပ်ပို့ပြီးအရေးပါတယ်ဒီနေ့ discuss လုပ်မယ့်အကြောင်းအရာကဘာလဲဆိုတော့ဆာလတ်ကပိန်နေဒီကို ဒီရဒီမှာမိုဟာမက်ဆာလတ်ကပိညာတီကနေပြီးမှတွင်ကို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 ရရှိထားခဲ့ပြီးပြီးဒီတွင်ကိုကိုကိုအပြင်ကိုမိုဟာမက်ဆာလတ်ကလီဗာပူးကစားသမားဘဝမှာဆိုလို့ရှိရင်ပိညာတီ90နဲ့မှ2ချိန်ရှိတယ်40နဲ့မှ4ကိုကိုဂိုးဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့ပြီးတော့မှ conversion rate က84.600ခိုင်နှုန်းတော့ရှိတယ်ဒါကကျွန်တော်တို့ Steven Gerrard ရဲ့82.500ခိုင်နှုန်းထက်တော့မှပိုပြီးများတယ်ဆိုတဲ့အတိတ်ပဲဆိုတော့မိုဟာမက်ဆာလတ်ပိညာတီဘယ်လိုကန်သွင်းသလဲဆိုတဲ့အကြောင်းအရာနဲ့အတူတူပဲဒီနောက်ွယ်မှာပါနေတဲ့ psychological ယ်အကြောင်းအရာတွေကိုအဓိက discuss လုပ်မှာဖြစ်ပါတယ်ဆိုတော့ intro လေးပြီးတော့လို့ရှိရင်စားလိုက်ရအောင်အချက်လက်တွေအရမိုဟာမက်ဆာလတ်ကလီဗာပူးကစားသမားဘဝမှာဆိုလို့ရှိရင်ပိန်နေဒီ90နံပါတ်2ဂျိန်ထိကန်သွင်းထားတယ်အဲ့ဒီ92ဂျိန်မှာ44ဂိုးသွင်းထားတယ် conversion rate က84.600ခိုင်နှုန်းရှိတယ်ဒါအပြင်ကိုကျွန်တော်တို့ steven jerrett လီဗာပူးကစားသမားဘဝမှာပိန်နယ်တီ90နဲ့မှ9ကြိမ်ထိကန်သွင်းထားတယ်58ဂိုးကိုဂိုးဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့တယ်ကွန်ဗာရှင်ရိတ်က82.500ခိုင်နှုန်းရှိတယ်လီဗာပူးဒီအပြင်တခြားကစားသမားတွေထဲမှာပေါ့နော် twin goal 20ထက်ပိန်နယ်တီကန်သွင်းမှု20ထပ်ပူပြီးတော့မှကန်ထားတယ်မိုဟာမက်ဆာလတ်ထက်လည်း conversion rate များတဲ့ကစားသမားကမိုလ်ဘီတယောက်ပဲရှိတယ်ဆိုတော့မိုလ်ဘီကပိန်နေတီ45ချိန်ကန်သွင်းထားတယ်52ဂိုးထိကိုပြောင်းလဲထားတယ် ပိနေဒီမှာ conversion rate က63.300ခိုင်နှုန်းထိရှိတယ်တော်တော်လေးကိုများတဲ့ပမာဏမျိုးဖြစ်တယ်ဆိုတော့ပိနေဒီကန်သွင်းတယ်ပိနေဒီကန်သွင်းတယ်ဆိုတာက7ရက်7ရက်ကစားရတဲ့ on fee မှာကစားနေရတယ်လို့ပုံစံမျိုးမဟုတ်ဘဲနဲ့နောက်ကွယ်မှာ psychological fact တွေအများကြီးပါဝင်တယ်ကစားသမားတစ်ယောက်ရဲ့ pressure ကိုဘယ်လို handle လုပ်မလဲအရင်တုန်းကဆိုလို့ရှိရင်ပိနေဒီကန်သွင်းတယ်ဆိုလို့ရှိရင်ပိနေဒီ spot မှာတခါလေးကန်ပြီးရောမှသွင်းလိုက်ရင်ပြီးသွားပြီဒီနောက်ပိုင်းမှာတော့အဲ့ဒါလို့မဟုတ်ဘဲနဲ့ VR ရဲ့စစ်ဆေးချိန်မှာခံရမဲ့ pressure တွေလည်းအများကြီးရှိတယ်ဒီလို pressure တွေ များကြီးကြားထဲမှာမှဒီလို conversion rate ရတယ်ဆိုတာကတော်တော်လေးကိုမှ percentage ကောင်းတယ်လို့တော့ပြောလို့ရတယ်ဆိုတော့ okay Mohamed Salah ကပင်နယ်တီကန်သွင်းခဲ့တဲ့ spot တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရဲ့ကန်ချက်နေရာတွေကိုတွေ့ရလိမ့်မယ်ဆိုတော့ကျွန်တော်ဘဲချီဆိုလို့ရှိရင်ညာပေါက်ညာချီဆိုလို့ရှိရင်ဘဲပေါက်ဒါကထုံးစံလို့တော့ဖြစ်နေပြီဆိုတော့ဘဲချီကစားသမားတယောက်အတွက်ဆိုလို့ရှိရင်ညာဘက်တောက်ကကန်သွင်းမှုအများဆုံးပမာဏ Mohamed Salah ကသူ့ရဲ့ပင်နယ်တီတွေအားလုံးရဲ့20ရာခိုင်နှုန်းလောက်ကညာဘက်အောက်တောက်ကိုကန်သွင်းထားတယ်။ဘာလို့အောက်တောက်ကိုကန်တာလဲဆိုတော့အောက်တောက်ဆိုတဲ့ပမာဏက9သမ ှာဒိုင်ဗင်ပြစ်ဖို့အတွက်ကြာချိန်ကပို့ပြီးတော့မှများတယ်အဲ့ဒီအတွက်ကြောင့်မလို့အောက်ထောက်ကိုကန်သွင်းကြတာများတယ်အပေါ်ထောက်ကပို့ပြီးတော့မှ ဖမ်းဖို့ခတ်တယ်မလားလို့ယူဆခြင်းကြရရှိတယ်။ဒါပေမဲ့ဂိုသမားတယောက်ကအလဲကောင်မှာယက်နေပြီးတော့မှဒိုင်မင်ပြစ်မယ်ဆိုလို့ရှိရင်အလဲကောင်ဒီမိုဟာမက်ဆာလာဒီ4%လောက်ရှိတဲ့နေရာလောက်ကိုဒိုင်မင်ပြစ်ဖို့ဆိုတာကဂိုသမားတယောက်တော့ပို့ပြီးတော့မှလွယ်ကူတယ်။အောက်ဘက်ဒေါင်းတက်တက်ကျနေတယ်ဆိုလို့ရှိရင်ကဂိုသမားတယောက်တော့အဲ့ဒီနေရာကိုဒိုင်မင်ပြစ်ဖို့ဆိုတာကအချိန်မီရောက်ဖို့ဆိုတာကမလွယ်ကူလောက်ဘူး။ဆိုတော့ okay မိုဟာမက်ဆာလာပိနေတယ်ဘယ်လိုကန်သွင်းသလဲဆိုတာကိုအရင်ဆုံး ကြည့်လိုက်ရအောင်ဆိုတော့အရင်ဆုံးနောက်ဆုံးကန်ခဲ့တဲ့ဆောက်တန်တဲ့နဲ့ပွဲမိုဟာမက်ဆာလည်းပိနေပြီးနှစ်ကြိမ်ကန်တဲ့နှစ်ကြိမ်ကန်တဲ့နေရာမှာ Rams တေးကတစ်ကြိမ်တော့နေရာမှန်အောင်လို့ခံမှန်းနိုင်ခဲ့တယ်ဆိုတော့ okay မိုဟာမက်ဆာလည်းပိနေပြီးယူတဲ့ပုံစံမှာသလိုရှိရင်ဒီမှာတွေ့တဲ့အချိန်သူ့အနေနဲ့အဲဒိုင်ကခရာမိုးလိုက်ပြီးဆိုရင်ချက်ချင်းတန်းပြီးမဆောက်ချက်ချင်းတန်းပြီးမဆောက်ပဲနဲ့သူ့ရဲ့နေရာယူပုံ ဘေးကိုတစ်ဖက်ရွှေ့လိုက်တယ်ခြေလမ်း၃လမ်းလောက်လမ်းတယ်လမ်းပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့နေရာယူသွားပုံကိုတစ်ချက်တွေ့ရလိမ့်မယ်ဆိုတော့ကြားထဲမှာခြေလမ်းအစိတ်လေးတွေ၄လမ်းလောက်လမ်းတယ်လမ်းပြီးပြီဆိုလို့ရှိရင်ကန်သွင်းမဲ့ပချံကိုကိုယ်တမပရီတက်လုံးလုံးမရောက်အောင်လို့အာခံချက်ခြေတော့ကိုလုံးဝကျင်းထားတာကိုတွေ့ရလိမ့်မယ်ဥပမာပြင်ဒီလိုစပေါ့မျိုးဒီစပေါ့မျိုးမျိုးဆိုလို့ရှိရင်ရှင်းလင်းလိမ့်မယ်လို့ထင်တယ်ဆိုတော့မိုဟာမက်ဆာလန်နေနဲ့ဒီမှာဆိုလို့ရှိရင်စပေါ့နဲ့ဘလောက်မှမကွာမကွာတဲ့အနေထားမှာသူ့ရဲ့ဘယ်ဘက်ကခြေတော့ကဘောလုံးကို ဘယ်နစ်စပော့ကိုထိမလဲဆိုတော့ကိုသမားအနေနဲ့မှန်ရခက်တယ်ဒီမှာဆိုလို့ရှိရင်ဆာလက်ဘောလုံးကိုထောက်ချေတယ်လိုက်ပြီးဆိုတော့ねကိုသမားကဒိုင်မင်ပြစ်ထားပြီးသားဆိုတော့တွေ့ရလိမ့်မယ်ဒီနေသားကကိုသမားအနေနဲ့မှန်းနဲ့ပတ်ချံကိုသာမှန်သွားတယ်ဆိုလို့ရှိရင်ဂိုးမပီးရနိုင်ချေကိုသမားဖမ်းနိုင်ချေအများဆုံးသောပမာဏပဲဆိုတော့ okay DS spot မှာတော့ Ramsey အနေနဲ့ DS ball လုံးကိုဗတ်မှန်သွားခဲ့တယ်ဒါပေမဲ့သူ့အနေနဲ့အာနေရာမားသွားခဲ့ပေါ့နော် ဒီ Rams Day ကအောက်တောင်းကိုဖမ်းတယ်ဒါပေမဲ့ Mosa လက်ကအလဲတောင်းလောက်ကိုကန်သွားတော့ကိုတွေ့ရလိမ့်မယ်ဆိုတော့ okay penalty ကန်သွင်းနေဆိုတာကအရေးကြီးတာက mental preparation ကအရင်ကိုအရေးကြီးတယ်ဒါအပြင်ကို routine တွေ routine တွေဆိုတာက sport တနေရာတွေကိုအမြင်တိုင်းကန်နေလို့မရဘူးအမိုဟမက်ဆာလတ်ကသူ့ရဲ့20ရာခိုင်နှုန်းလောက်ကိုညာဘက်တောင်ကိုကန်ထားတယ်ဆိုပေမဲ့ဒီရဲ့ data တွေချက်လက်တွေကအပြိုင်ဘက်အသင်းနေစီမှာလည်းရှိကိုရှိမှာပဲရှိနေတဲ့အနေအထားတစ်ခုမှာကိုသမားတွေကိုယ်တိုင်ကလည်းမိုဟမက်ဆာလတ်ဘယ်ချမ်းကိုဘယ်နားကိုဘယ်လိုကန်မယ်ဆိုတာကိုသူ့စီမှာ data ရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီဘက်ချ န်ကိုပြစ်နိုင်ခြင်းအများဆုံးပဲဒီတော့ကြောင့်မလို့ပိန်နရီကန်သွင်းမဲ့ကစားသမားတယောက်အနေနဲ့မန်တယ်ကိုအရင်ဆုံး preparation လုပ်ရတယ်အဲ့ဒါအပြင်ကိုသူကန်မဲ့ပတ်ချန်းကိုလည်းအမြဲတမ်းနေပါကြီးမှာတနေရာတည်းကိုပဲအမြဲတမ်းကန်နေရမှာမဟုတ်ပဲနဲ့လှည့်ပတ်ပြီးတော့မှဟိုဘဲထောက်ညာထောက်ဒါမှမဟုတ်လို့ရှင်လဲအလေအလေဒါမှမဟုတ်လို့ရှင်လဲအပေါ်အဲ့လိုမျိုးပုံစံမျိုးစုံကိုအာ routine လုပ်ထားရတယ်လို့ပြောရလိမ့်မယ်ဆိုတော့ okay မိုဟာမက်ဆာလာကမန်တယ်အရာ preparation လုပ်တယ်ဆိုအချက်လက်ရဆိုလို့ရှိရင်ဒိုင်းနေခရာမှုတ်ပြီးတော့မှ200မီလီစက္ကန့်အတွင်းမှာပိန်နရီကန်သွင်းမှုတွေက9800ခိုင်နှုန်းတိကျတယ်ဒါဗိမဲ့အဲ့ဒါထပ်ပို့ပြီးတော့မှအချိန်ဆွဲတယ်တစက္ကန့်20စက္ကန့်လောက်ပို့ပြီးတော့မှချိန်ဆွဲပြီးတော့မှကန်သွင်းမှုတွေက80ရာခိုင်နှုန်းလောက်တိကျတယ်လို့ဆိုတယ်ဆိုတော့မိုဟာမက်ဆာလာကသူ့ရဲ့ပိန်နရီကန်သွင်းမှုတွေမတိုင်ခင်မှာဆိုလို့ရှိရင်အချိန်ပို့ပြီးယူလေးရှိတာကသူ့ရဲ့ပိန်နရီ strategy တစ်ခုပဲဆိုတော့ပိန်နရီကို ချက်ချင်းတမ်းပြီးတော့ဒိုင်းခရမုံမုံကြီးချက်ချင်းတမ်းပြီးတော့ဝုံငနဲ့ပြေးပြီးကန်တာမဟုတ်ဘူးအေးစေးစေး အာ struck ကိုရှော့ချတယ်ရှော့ချပြီးသွားလို့ရှိရင်ခြေလန်းနှလန်းသုံးလန်းလန်းတယ်လန်းပြီးသွားလို့ရှိရင်ခြေလန်းအစိတ်၄လန်းလောက်လန်းတယ်လန်းပြီးရင်သူ့ရဲ့ဘယ်ချိန်နဲ့ကန်တယ်ဆိုတော့ okay ကန်တဲ့ချိန်မှာတို့လို့ရှိရင်လေ focus နဲ့ concentration ဒါအပြင်ကိုနောက်ထပ်အရေးပါတာကဘာလဲဆိုတော့ technique ဆိုတော့ဒါဒီအားလုံးကိုဒီလို top professional level မှာဆိုလို့ရှိရင်တော့အများကြီးတော့ပြောကြလို့မမထင်ဘူးဆိုတော့အာ DRD ကတော့ Mohammed Salah စီမှာလုံးဝအပြည့်စုံရှိပြီးသားပဲဒါအပြင်ကို control ကိုကိုယ်တိုင်ကဒီပွဲစဉ်ကို control လုပ်ထားပါတယ်ဆိုတော့ mandate ရှိဖို့အတွက်လိုအပ်တယ်ဥပမာပြင်ဒီ South န်နဲ့နဲ့ပွဲမှာဆိုလို့ရှိရင်မိုဟာမက်ဆာလက်ကဒီ Z1 ဖြစ်နေတဲ့အချိန်မှာပေါ့နော်မိုဟာမက်ဆာလက်ရဲ့ involvement နဲ့ပါဝင်နေဆိုပေမဲ့လေဒီ11ဖြစ်သွားတဲ့ကိုမှဆိုလို့ရှိရင်ဒါဝန်နူးနဲ့တွင်းယူသွားတာတွင်းယူသွားပြီးတဲ့အချိန်မှာဒီနေသားတစ်ခုမှာဆိုလို့ရှိရင်အာမိုဟာမက်ဆာလတ်အနေနဲ့တွင်းယူတူတွင်းယူလိုက်လို့ရှိရင်အတင်းကနိုင်မဲ့အခြေအနေမျိုး2-1ဖြစ်သွားမဲ့အခြေအနေမျိုးကိုပရက်ရှာကြီးကိုသူခံရတယ်ခံရတဲ့နေတာတစ်ခုမှာသလို့ရှိရင်သူ့ရဲ့စိတ်ကိုသူကဒီရဲ့ပွဲစဉ်မှာငါ ဟန်တယ်လုံးနိုင်ပါတယ်ဆိုတော့ mentality မျိုးထည့်ထားဖို့အတွက်လိုအပ်တယ် confidence ပေါ့ confidence နဲ့ trust ဒါကအရေးအကြီးဆုံးပဲဆိုတော့သူ့ရဲ့ confidence နဲ့ trust ကိုသူ့ရဲ့ body language မှာတွေ့ရလိမ့်မယ်အဲ့ဒါအပြင်ကိုနောက်ထပ်အရေးပါတစ်ခုကဘာလဲဆိုတော့ဂိုးသမားကိုမကြည့်ရ ဘာလဲဆို तू ဒီလိုမျိုးနေရာရွှေ့လိုက်ပြီဆိုတာနဲ့ तू ဘယ်နေရာကိုကံမယ်ဆိုတာကိုမိုဟာမက်ဆာလတ်ကဆုံးဖြတ်ချက်ချထားပြီးသားဒါကိုကျွန်တော်တို့ DS Sport မှာဆိုလို့ရှိရင်တွေ့ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်မိုဟာမက်ဆာလတ်အနေနဲ့ Penalty Spot ကိုတွားတဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာဂိုးသမားကိုလုံးဝမကြည့်ဘဲနဲ့ဘောလုံးကိုပဲကြည့်တယ်ဘောလုံးဝင်သွားပြီဆိုမှဂိုးသမားကိုကြည့်တာကိုတွေ့ရလိမ့်မယ်အချက်လက်တွေအရပြောမယ်ဆိုလို့ရှိရင်လေဂိုးသမားကိုမျက်နှာချင်းဆိုင်ပြီးတော့မှဂိုးသမားနဲ့ Eye Contact မလုပ်တာက ပိန်နဒီကန်သွင်းမှုမှာထိရောက်မှုပိုပြီးတော့မှများတဲ့ဆိုတော့ psychological fact တွေရှိတယ်။အဲ့ဒါအပြင်ကို outcome stressure တွေ distraction တွေဓာရီကိုရှောင်ရှားဖို့အတွက်ကဒါမျိုးပုံစံအာကိုသမားကို eye contact မလုပ်တာကအကောင်းဆုံးသောပုံစံပဲ။ဆိုတော့ Mohammad Salah ရဲ့ပိန်နဒီ strategy ကတော့ရိုးရှင်းတယ်ဗါလဲဆိုတော့ကိုသမားကိုမကြည့်ဘူး။ဒါအပြင်ကိုအာဒိုင်းခရာမှုပြီးတာနဲ့ အချိန်တစ်စက္ကန့်နှစ်စက္ကန့်လောက်ပိုယူတယ်။ယူပြီးသွားပြီဆိုလို့ရှိရင်သူကံမဲ့ပတ်ချံကိုတခါတည်း decision making ချပြီးသားကိုသမားဘယ်ဘက်ရွှေ့မယ်ဘယ်ရွှေ့မယ်ညာရွှေ့မယ်ဒါကိုသူမစဉ်းစားဘူးသူကံမဲ့ပတ်ချံကိုစဉ်းစားပြီးပြီစဉ်းစားပြီးဆိုလို့ရှိရင်ကိုသမားလည်း eye contact မလုပ်ဘူးတိုင်ခရမှုတ်ပြီဆိုတာနဲ့တဖြည်းဖြည်းချင်းသုံးနှစ်လမ်းသုံးလမ်းလောက်အာသူ့ရဲ့ဘဲချီတောင်းနေကိုရောက်ဖို့အတွက်နေရာယူတယ်ယူပြီးသွားပြီဆိုတော့ ਨੇ အာလေးလမ်းလောက်ခြေလမ်းအစိတ်လမ်း ਨੇ ကန် ਨੇ ကိုးတယ်ဆိုတော့ ိုးရှင်းတယ်လို့ပြောလို့ရလိမ့်မယ်ဒါပေမဲ့ဒီရက်နောက်ကွယ်မှာတော့မိုဟာမက်ဆာလန်အနေနဲ့ပွဲစဉ်အပေါ်မှာသူ့ရဲ့ pressure ကို control လုပ်တဲ့ပုံစံနေသူ့ကိုယ်သူ confidence တွေဒါတွေကအရန်ကိုရေးပါတယ်ဒီမှာသလို့ရှိရင်မိုဟာမက်ဆာလန်ဒုတိယအချိန်မြောက်ဆော့တန်နန်ကိုပိန်နတီကန်တဲ့ချိန်မှာတော့ Ramsdale အနေနဲ့နေရာမှန်ကိုတော့မှဖမ်းနိုင်ခဲ့တာကိုတွေ့ရလိမ့်မယ် Ramsdale အနေနဲ့တစ်ဖက်သေးကိုပဲဖမ်းသွားခဲ့တယ် Ramsdale က ဒီပွဲစဉ်မှာပိန်နတီနှစ်ကြိမ်ဖမ်းရတယ်နှစ်ကြိမ်မှာအဒုတိယမြောက်ပိန်နတီမှာဆိုလို့ရှိရင်လေပထမပိန်နတီတုန်းကဖမ်းသွားတယ်ပတ်ချန်းကိုပဲဖမ်းသွားတယ်ဒါပေမဲ့ဆာလက်ကနောက်ထပ်တစ်ဖက်ကိုကန်သွားတယ်ဆိုတော့ဆာလက်ကသူ့အနေနဲ့ routine တွေအများကြီးလုံနိုင်တာကိုတွေ့ရမယ်ဒါအပြင်ကို mind control gain အောက်ထဲကိုမရောက်တဲ့ concentration မျိုးကိုကိုကိုယုံကြည်မှုမျိုးကိုမိုဟာမက်ဆာလက်စီမှာမြင်ရတယ်ဆိုတော့ဆာလက်ကပိန်နတီ conversion rate က84.600ခန့်လုံးရှိတယ်တော်တော်လေးကိုများတဲ့ပမာဏအမိုဟာမက်ဆာလက်အနေနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ တွင်ကိုပျောက်နေတာတွေရှိတယ်ဒါပေမဲ့လည်းပိန်နရီရလာပြီဆိုလို့ရှင်မိုဟာမက်ဆလတ်အနေနဲ့အာအဲ့ဒီပိန်နရီတွေကိုအကောင်းဆုံးအဆုံးသတ်ထားနိုင်တာကိုတွေ့ရတယ်ပရီးမီးယားလိဂ်နောက်ဆုံးကစားခဲ့တဲ့ဒီအာနျူကာဆယ်နဲ့ပွဲမှာဆိုလို့ရှင်ရမိုဟာမက်ဆလတ်အနေနဲ့အာတွင်ကိုမရခဲ့ဘူးဒါပေမဲ့ဒီဆောက်တန်နဲ့ပွဲမှာဆိုလို့ရှင်တော့တွင်ကိုရသွားခဲ့တာကိုတွေ့ရတယ်မြေဆိုတော့ပြောချင်တာကမိုဟာမက်ဆလတ်အနေနဲ့သူ့ရဲ့ပိန်နရီတွေကိုအကောင်းဆုံး handle လုပ်ထားနိုင်တယ်ဒါအပြင်ကို Mandel Trust ဒါအပြင်ကို concentration confidence အဲ့ဒါအပြင်ကို focus အဲ့ဒါအပြင်ကို pressure တွေကို control လုပ်တာတွေ distraction တွေဒါတွေအားလုံးကို knock out ချချန်ခဲ့ပြီးတော့မှမိုဟာမက်ဆာလက်ကပိန်နရီတွေကိုတွင်းယူနိုင်နေရပဲဖြစ်ပါတယ်ဆိုတော့ဒါကမိုဟာမက်ဆာလက်ပိန်နရီတွေကိုဘယ်လိုတွင်းတယ်လဲဆိုတော့အကြောင်းအရာနဲ့တူတူပဲနောက်ကွယ်မှာရှိနေတဲ့ psychological fact တွေကို discuss လုပ်တာပါဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုထင်ကြလဲ comment နဲ့မှာဝင်အောင်ဆွေးနွေးကြရပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပါ